ါစမ်းရည်အေး Reading Minds Channel မှာကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဆရာမခင်ခင်ထူးရဲ့သစီဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်။နားဆင်သူမိတ်ဆွေများအားလုံးကောင်းမွန်သောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။သစီတရက်ကလုံသူ့ကိုဖတ်ပိန်မလို့ပဲခေါ်ကြတယ်။သူ့နာမည်အရင်ဘယ်သူဆိုတာတော့အတော်ကလေးစဉ်းမြင်လိုက်သူမှသိမှာပါ။ သူ့ယောက်ျားကိုဘဆောင်ကိုရိုင်းကပိမကြီးလို့ခေါ်လိုက်ရင်မပိမကတော်လိုက်တာပဲဒီတော့မပိမရဲ့နာမည်အရင်းကိုဘသူကမှအလုပ်တစ်ခုလုပ်စုံစမ်းမနေတော့ဘူးမပိမထော်ပိမဒါပဲပေါ့မပိမဆိုတဲ့အတိုင်းပိလိုက်သမအယူနဲ့အရေးကန်းလို့မျက်နာကလေးကလည်းတိခွက်ခွက်နဲ့ခလေးလူမမာလေးအတိုင်းအသားကနှစ်ကြုတ်ကြုတ်စပင်းကလိန်တိလိန်ကနေဆိုတော့ ကပ်ပလီမာလို့မခေါ်ကြတာပဲတော်သေးတယ်ပြောရတော့မှာပေါ့နှစ်ပိမာအလုတ်ကနေပြန်တို့ပြီးတဲ့အလုတ်ပါရက်ွက်သေးကခေါင်းရွက်ပြတ်ထူးစည်းတယ်အကျော်တယ်စစ်လိတ်သမအကုန်သူနဲ့กินနေသူရှားတယ်ဝင်းရင်ထုတ်ပေးထားပြီးနေ့နေဆောင်ရင်နှစ်ပိမာကအရက်သေးလှည့်တောင်းတော့တာပဲဝိတရားကိုတနည်းလေးချက်နှုံပြန်သိမ့်တယ်။တလပြီတော့အရင်တရားနဲ့အတူ20နေ့စဉ်အမှန်ဆက်ရတယ်။ ရက်တွက်ပြတ်သွားလို့ကတော့မပိန်မက၂၁နှစ်ဖြစ်တော့တာပဲတချို့ကလည်းအဲ့ဒီတနတ်ကိုကြောက်ကြတယ်တချို့ကလည်းကြည်ထွက်မလာပါဘူးကွာကြည်ထွက်ယုံနေမှာလို့သဘောထားကြတဲ့သူတွေလည်းရှိတယ်တချို့ကျတော့မပိန်မနဲ့တနတ်ချင်းချင်းပြစ်တယ်ဘယ်ရမလဲမပိန်မကိုရှင်းလို့ဘယ်ရပါမလဲဒီအလုတ်လုတ်လာတာမပိန်မအန်သွားတာငုတ်လောက်ကျန်တော့တာမရမချင်းတောင်းနေမပိန်မရဲ့အင်ကပန်းတွေပေါ်မှာဆိုရင် ြေပြူရာတွေပြည့်လို့သဆောင်မုံလာစံမိကြီးတုံးညာစာယူတို့တပောင်လာပြည့်ကျော်ခုနှစ်ရက်တန်အီ900ရယူတဲ့တို့ခွေပု200မှ15ရက်ဝင်တည်တို့ဆိုရာရီမပိန်မကလွဲလို့ဘသူမှမဖတ်တတ်တဲ့စာရီးပါမိကြီးရင်မပိန်မကနောက်ထပ်ထုတ်ပေးတယ်မကြီးလူကတော့ဝီလာပြီမပိန်မရင်အရင်ကျန်တာတွေလဲဆက်ဆက်ဆက်ပါမယ် နောက်ထပ်300လောက်ပေးပါတော့ဝင်ရင်းမပြည့်လို့ပါတော့ကျေစုမမိပါဘူးအဲ့ဒီအခါမပိန်မားကထမိန်သေးဝင်နေတဲ့သူ့ချွေးကန်အင်ဂျီခါရှိကြီးထုတ်ပြီးတပြန်ပြန်ခါပြတယ်ချွေးကန်အင်ဂျီအောင်နာမှာအိတ်ထောင်ပါတယ်လीပြီးစရာမရှိဘူးဆိုတဲ့သဘောပေါ့ကြောက်ခဲရည်ညစ်တာကမှထွက်ထွက်မလာပဲအရင်တွေးမကြည့်ပဲနဲ့မပိန်မားစီကနောက်ထပ်ရဖို့ကလွယ်တာမဟုတ်ဘူး အရင်ကြွေးကြေးတဲ့သူများကြတော့လေအစဉ်ပြေလို့ဒီတန်ပြော့ကလေးနဲ့အေးပေါ်အီးခင်ဗျားတို့ငါတို့ကမရှိလို့လှူစားကြရတာပါငါကိုချင်းစာပါရင်ညီတို့ကိုပေးတဲ့ငွေကလည်းငါအလကားရထားတာမဟုတ်ဘူးအေးတပူကချွေးချိန်မကြအောင်လှူထားရတာမပိန်မစကားကအသေးချာစဉ်းစားကြည့်တော့လေမှန်တယ်အရှင်တော့ငါမပိန်မတိတ်အလုံလှူတာလှုပ်လိုက်တမအဝင်းအငါရှော်တယ်ပယံခကျွေးလိုက်တယ် ရီထန်းရောင်းမင်းရမှုပြုတ်ရောင်းမင်းအကြော်ကြော်ရောင်းမင်းစစ်လိတ်လိတ်တဲ့လက်သမျအလုပ်အကုန်လုပ်တာပဲလူသာပိန်တာတန်တလားမမင်းကြီးတမဝါယမရီစံပေးတော့ငါဆိုတမဆိုင်ရဲ့ကိုအကူဝင်လုပ်ပြီးစံကားကြီးရောက်လာရင်ယောက်ျားရီနဲ့တန်းတူထန်းဟဲပိုးဟဲလုပ်တာစံအိတ်တွေဆွဲချပြီးဇလားတဲ့တုံချလိုက်တာများသူ့လက်မောင်းအယူကြီးဖြုတ်ထွက်တော့မလားအောင်းမရရင်ဒါပေမဲ့ မပိန်မကစက်တစ်ချက်မတက်ဘူးမဲမဲပိန်ပိန်နဲ့သူ့မျက်နှာတိတ်တိတ်ကလေးကအစီရီခြွေရီတပေါက်ပေါက်ကျတာတော့တုတ်ပြတာမဟုတ်ဘူးအဲ့ဒါလို့လှုပ်လှုပ်ခဲနဲ့မပိန်မပါမပိန်မမှာသားသမီး၅ယောက်ရှိတယ်၅ယောက်စလုံးထမင်းဝအောင်မပိန်မကဥဆောင်ပြီးလှုပ်ချွေးခဲ့သူ့ယောက်ျားကိုဘဆောင်လို့ဆောင်ကဘာရှိမှာရောဒါတော့မှရာလူတို့မှမဟုတ်တဲ့ဆက်ယုံဆောင်တရားသူလာစားက သူစလိတ်ဖိုးကွန်ဘိုးတောင်လုံလောက်တာမဟုတ်ဘူး။မပိမစီကလက်ဖြန့်ခံတောင်းနေ။မပိမမှာမတရားပြီးမဲ့ဧတက်နိုင်မှမလဲ။ယူထားမိရဲ့လင်ကိုပေးရတာပေါ့။မပိမအလုံလုံတလောက်ကိုပါဆောင်ကလူပြင်းပြင်းနာမှလေးတော်မချွတ်မှုဆိုတဲ့အစားတွေကကိုပါဆောင်ကိုချီကျုပ်ဖို့ကောင်းတာတခုကမပိမ့်မှဖားလုံးလုံးဖားပြောပြောပြောမှမဆွတ်ဖက်တတ်တာပဲ ဝင်မဆက်ဖက်ရဲဘူးဆိုပါတော့ပြီးတော့မပိန်မတယောက်ထင်နိုင်ကျဲတော့တာပါပဲကံကောင်းခြင်းတော့မပိန်မရဲ့သားအကြီးမြင့်အောင်ကလိမ်ပါတယ်မအီကိုတိတက်တယ်သူ့အမေတသက်အလုံးပြင်းပြန်ပန်းအလုပ်လုပ်ခဲ့ရတာကိုတနာတယ်မအီဂျေဇူးကိုဆက်ချင်တယ်ပြီးတော့အယက်မတော့ဖေးမရိုက်မိမမယူပဲမအီကိုလှုပ်ကြွေးတယ်မြင့်အောင်ကအယက်သေးကတန်ရီချိုယုံမှာအလုပ်လုပ်တယ် လောက်သမားဘဝကမိခုတော့ဆရာတွေပါပြီဖြစ်လာပြီကိုပိုင်တန်ရီကျိုယုံကလေးထောင်နိုင်ဖို့မြင့်အောင်ကြိုးစားတယ်။မပိမကလည်းကြိုးစားတယ်။မပိမကြိုးစားပုံကနေတူးနေပြန်အလုပ်လုပ်တာကိုပြောတာပါ။ဝေတထောင်းလောင်မတီဗီလှုပ်ကြည့်လိုက်တော့ပြက်ချေကြိုက်လာတယ်။ကြိုက်မှန်းတီတော့မပိမကိုကြိုးစားတယ်။အလေအလွင့်မရှိအောင်စစ်စစ်ကုတ်ကုတ်လုပ်တယ်။ တက်မှတ်ထားတဲ့အတိုးနှုံအတိုင်းတိတိကျကျရအောင်ယူရင်မရရတဲ့အနည်းတုံးနဲ့ဝိစပေးကလေးကမပိန်မလူကလူကြည့်ပေးတာဒီလူယူတဲ့ငွေဆက်နိုင်နေအခြေအနေရှိရဲ့လားမရှိရင်ရှော့ပေးရင်မပိန်မကဘာကအကြောင်းထွက်တယောက်သာဖြစ်တာလူကဲခတ်တော့တိတ်ကျွမ်းကျင်တာသူအကဲဖြတ်ပြီးလေအတိုင်းဖြစ်ဖြစ်လာတတ်တော့လူရည်ရဲ့ကုတုကံပဲမပိန်မပေးတဲ့ငွေမကြည့်နဲ့လည်းမယူနဲ့ပေါ့ တ်ပိန်မကဘင်းနဲ့ကိုကပေးရတဲ့သူပဲဆိုတော့မျက်နှာထားနဲ့စိတ်လိမ်ချင်းငေါတောင်နေလိုက်တာပဲ။စက်နိုင်နဲ့အနီထားရှိရင်တော့ရှော့ရှော့ရှူရှူပြေးလိုက်တာပါပဲ။ဒါတောင်ချီချော်လက်ချော်ရက်ရက်ပြတ်သွားရင်တ်ပိန်မငုံညင်တော့တာလေ။တပြစ်တောက်တောင်းနဲ့ပြောတယ်။စက်တိုက်ပြက်လာရင်တော့ပစက်တနက်ဖြစ်တော့တာပဲ။နောက်ဆုံးလက်နက်အထိသုံးမရရင်ဆုံးတာပါပဲ။ ဆုံးလို့ကတော့အဲ့ဒီလူကိုမပိန်မှဘယ်တော့မှလက်မကြည့်တော့ဘူးဆိုရင်အဲ့ဒီလူအခက်တွေ့ပြီးသားမှန်။ဈေးရောက်နေရတဲ့ယာတူလေးရော့မယ်မှန်။မင်းစားနေရတဲ့ယာတူလေးရော့မယ်မှန်။ဒီတော့တနေ့လုံးမှတနေ့စားရရင်စင်ရသာပေါ်တဲ့ရက်ွက်လေးတွေမှာမပိန်မှဘီးရင်တပါပေးပေါ့။ဒီလိုနဲ့မြင့်အောင်တယောက်တန်ရီကျုံယုံအသေးစားလေးထူထောင်နိုင်လာရင်အိမ်တွင်းဖြစ်လောက်ဆိုပါတော့ ရတဲ့သမျှတန်တူတန်ဆောက်ကိုပေါ်ချောင်ကောင်းစည်းနဲ့ကောက်အီကျူပုံလောင်းမြင့်အောင်အလုတ်ဖြစ်လာတယ်။သပိန်မာရူရဲ့မြေဆိုင်တဲကလေးကနှစ်ထပ်အိမ်ကလေးဖြစ်လာတယ်။ကိုဘဆောင်တယောက်ကတော့ပင်စင်ယူပြီးဒူးနှံစားရတာပေါ့။စလိတ်ကလေးတောက်လိုက်ကိုလေးမြုံနိုင်တယ်အေးစစ်စစ်ပဲ။အေးစစ်စစ်မနေနိုင်တာကမပိန်ပါဘူး။ညနေဆောင်ရင်ဒူးဆက်ခောက်လိုက်အောင်နေပြန်ပြီလေတောင်းတယ်။ မရရင်လေချောင်းကွဲလူမတက်အော်ဟဲဖြစ်ဟဲလို့ရရင်ယူတဲ့သူပြီးတဲ့သူကြည်တဲ့သူမကြည်တဲ့သူအုံနောက်ချအောင်မှတ်ရရင်အင်ခပန်းလေချာတော့မြေပြူရာတွေထက်နေပြီအဝေးကကြည်ရင်တအိမ်လုံးထုံးတွေတုတ်ထားသလားမှတ်ရရင်ညရောက်လေမပိန်မှာတော်တော်နဲ့မအိပ်နိုင်ဘူးလို့ဒီမြေပြန်ဒူရီမြေပြန်မူတွေကိုရှည်လိုက်ပြန်တွက်လိုက်လို့ရရင် တခါတလေညအိမ်နေနေတော့ရောင်းတယ်။ဒါပေမဲ့မပိန်မှပြင်းမရကောင်းမှန်းမသိဘူး။နေပြန်သူပြင်းလေတဲ့သူညောနေရလေလူလေဖြစ်လာတယ်။ပုံလူချင်လာတယ်။ပြီးတော့မပိန်မကငွေတရားကိုတနည်းလေးချက်ပြန်နေရကနေမကျက်အထိဈေးမြင်လိုက်တယ်။ဈေးမြင်လိုက်လို့မယူနိုင်ရင်မြင်ကြတယ်။ခြေတော့အញ្ញမ်းတက်တာတယ်။လေချောင်းနာတက်တာတယ်။အတိုးနှုတ်ကလည်းတနာကို ဝေးတရာ90ဒီထောက်ဝက်ခောက်ချူဖြောက်စရာကြီးခတ်သားကအရက်ထဲကဆင်းရဲသားပြီလေခောက်ချူတူးကြီးကိုမကြောက်နိုင်ကြဘူးဘလော့စင်ငှက်မှောင်ကြောက်ကြတယ်သူတို့ဘဝမှာငွေဆိုးလို့မပိန်မစီကပဲမြမြဆဆရဖို့ကြတာဘူးမပိန်မတွေကငွေ900လောက်ထုတ်တနည်းကုန်စည်းလင်းရောင်ရတဲ့ငွေလေးတွေကမပိန်မကိုအစိတ်ပြန်ဆက်ပူရာလီဆန်လေးပြီးဝင်စီလေးပြီးဝင် တန်တရာလေးမျိုးတော့လာပါပြီ။ဒါကိုအမြင်မတော်တဲ့ကိုပါဆောင်ကအိမ်မရဲ့ညဟာကအလုံးလုံးမူလား။ကိုရဲ့ထက်ကလူတွေပဲညအောင်မပေါ့။သူတို့လည်းဆင်းရဲကြတာပဲ။နင်းအစ်တနင်းလောက်တာတွေမတရားဘူးထင်နေနော်။အသက်လုံးတစ်ခွန်းမှဝင်မဆွက်ဖက်ဘူးတဲ့ကိုပါဆောင်ကမတရားဘူးပြောလာတော့မပင်မကဆက်ဆက်ထိနာသွားတယ်။ကိုပါဆောင်ကိုရဆောင်တစ်ချက်ထိုးပြီးဒီမှာ တော့အေးအေးဆေးဆေးနေဒီကစ်ကြီးထဲမှာဒီလိုလုပ်ကြရတဲ့သူတွေကြီးလို့ကျုပ်ကမှမတရားဘူးတော်ပြောရသလားတော့လူလူတွေကြီးတာဆိုခက်ခက်ရကြီးပဲဟာဘာနာလဲအတန်မမနဲ့ဟောက်ပြလိုက်တယ်အမေဒီတခါတော့ဘုရားဆောင်ကငုံခံမနေဘူးကြက်ကြက်ကြတွေ့တော့တာပဲဟာငါလူလူတွေကြီးဆိုကောင်းတာပေါ့ဘာအပူပင်မှမရှိဘူးအေးအေးဆေးဆေးဒူးနဲ့နေတာနှိအမြင်နဲ့ မြင်သာလောဘဇောတွေတက်ပြီးပိန်နေတာအဲ့ဒီလိုပိန်နေပြောတာပဲမပိန်မှမခံချင်းဆုံးမယ်အခုမှလည်းမဟုတ်ဘူးဒီတုန်းကမဆိုမပိန်မှကသူ့ကိုပိန်နေလို့ပြောရင်နည်းနည်းလေးမှမကြိုက်ဘူးမပိန်မှအသက်တန်းတစ်လျှောက်မှသူ့ကိုပိန်နေပြောလို့ရံဖြစ်ခဲ့ရသူပေါင်းမနည်းတော့ဘူးသူ့ကိုယ်သူပိန်မှန်မသိတာမှမဟုတ်တာသိတာပေါ့ဝေးရတာပိန်မင်းဟာဒါပေမဲ့သူဆိုရာမျိုးကအမှန်ကိုထောက်ပြတာကြိုက်တာမဟုတ်ဘူး ပြီးတော့ပိန်နာကိုပိန်နေမတရားတာကိုမတရားဘူးပြောတာမပိန်မှမချိုက်ဘူးမဆိုင်တာတော်ထိတ်မပြောနဲ့ကျောက်ဟာကျောက်ပိန်လို့မကလို့အယူကြီးကြံကြံတော့အလုံးမဟုတ်ဘူးတော့အလုတ်ကအဆက်ပိတ်ထားဖို့ပဲကိုဘဆောင်ကခွီးကနေတစ်ချက်ရေလိုက်တော့မပိန်မှဒေါသတွေတအားထွက်သွားတယ်လက်ထဲကင်ထားနဲ့ဆက်လက်နီးလက်ဆောက်ကိုကိုဘဆောင်မျက်ခွက်တက်တက်ပြစ်ထည့်လိုက်တယ်ကိုဘဆောင်မှာဆက်လက်နီးပွားတွေလက်နဲ့တယမ်းညံပုတ်နေ ဒီမှာပိန်ပါနင်းရောငါရောဆင်းရဲတာဘဝကလာကြတဲ့သူတွေပါမဆင်းရဲဘူးလို့လောက်တာကိုမတရားဘူးလို့ငါမဆွတ်ဆွဲဘူးလူဆိုတာဘာလို့လို့တရားမှကောင်းတယ်နင်းချစ်ချက်တည်ထားသိရင်တစီဖြစ်မယ်ဟာမကိုပါဆောင်ကပြပြဆူဆူအိမ်ထဲကထွက်သွားတော့တပ်ပိန်မှာအဆက်အဟောင်းနာနဲ့ကြံခဲ့ဘူးမပြောစဘူးကိုဘဆောင်ကပြောလာတာဆိုတော့ဘက်ပင်မှာနင်းနေစဉ်းစားတယ် ငါအလုပ်တွေမတရားဖြစ်လုပ်ခဲ့တော့ငါတော့နေမတရားမလုပ်နဲ့မပြောဘူးခုတော့တက်တောင်တက်တာနေငွေရတာကိုကြတော့မတရားဘူးပြောတယ်ဘင်းမှာအကြောင်းရှိရမယ်ပေါ့မပင်မှာအနှစ်20ကျော်ပေါင်းတင်လာရင်နေမယ်သူ့ကိုကော်ကလန်ကပြောနိုင်တော့တဲ့တတိကျူးကြီးမရရတယ်စုံစမ်းတော့တာပေါ့ဒီမှာရင်ကိုဘဆောင်ရုပ်လုံးမှာဘွားကနေပေါ်လာတော့တာလေတခြားဟုတ်ယူလားကိုဘဆောင်ကအနောက်ချောင်းက ။ပုံစင်းရောင်းနဲ့မူဆိုးမလေးတန်းတင်ကိုစိတ်ပိုးနေတာကိုတန်းတင်ကမပိန်မရင်ဖောက်သေး။မနဲ့စီမျက်နှာစီနှစ်စီးလဲရောင်းနေ။ညတိုင်းအင်ကိုလာပြီးမိပြန်ဆက်တယ်။တခါတလေမပိန်မကိုမတွေ့ရင်ကိုကဆောင်ကိုပြေးပြေးသွားတတ်တယ်။အဲ့ဒီတန်းတင်ကြောင့်မို့လို့မပိန်မဝီတိုးစင်းနှုံမြင့်လိုက်တာကိုကိုကဆောင်သိခဲ့ရတာပါ။ မိဘအုံးတန်းတင်တနည်းကို90လာဆက်တော့နှစ်အတွက်ကျန်ရည်လာကျန်တော့ပေါ့ဦးလီရင်တခါတလေကြတော့ပိမအတွက်လောက်ခေရရင်ကိုဘဆောင်ရှင်နေအောင်သွားတယ်တနည်းမတရားသဖြင့်ကြီးသူများလှူစာကိုခေါမုံဖြတ်တဲ့အလုပ်ကြီးတော်အင့်ဆိုတော်ရောပေါ့သူတို့ခင်ဗျာစင်းရင်ရတဲ့အချင်းဗတ်ပိမကိုလှုပ်ကျွေးရတယ်လို့ဖြစ်နေပြီကိုဘဆောင်စဉ်းစားရင်ကတန်းတင်ကိုကြီးမိတယ်ငယ်ငယ်ရွယ်ရွယ်နဲ့မုံဆိုးမဖြစ်နေရှာတဲ့ တန်းတင်မျက်နှာလေးကတနာစင်ဟာကောင်းနေတယ်။ကလေး၃ယောက်နဲ့ရုန်းကန်စားတော့နေရတဲ့မိမသားဘဝလေးကိုစာနာမိလာတယ်။ဒီတစ်ခါချင်းရင်ထပ်မယူနေတော့တန်းတင်ရင်းနိုင်တဲ့လောက်ချင်းပြီးရင်လုတ်ကန်စားတော့ကြပုံဟာမဖြစ်ဘူးဦးလေးရဲ့ပုံစင်းနှုံးလေးကတနေ့ထက်တနေ့မြင့်တက်လာတာဒီဝင်အမြင်ကြီးမှတော့ပိမစီကဝင်ထက်ရမှာဒါမှအရင်ထက်ဖြစ်နိုင်ပါလိမ့်။အော် ဟုတ်ပါရဲ့သူတောက်နေရဲ့နှစ်ဖက်ရည်တစ်ခွက်ဈေးနှုန်းကတစ်နှစ်တခြားတက်နေလားစက်ယုံဆောင်ဘဝရုံးကတစ်ခွက်တစ်ချက်ရင်းစက်ယုံကတတဆိုင်ကဆူပြား60နောက်တစ်ချက်ကနေ3ချက်3ချက်ကနေ5ချက်5ချက်ကနေအခု6ချက်ဖြစ်လာပြီတန်တင်းလိုဝင်းရင်းရတဲ့ကုန်စည်ဈေးနှုန်းတွေကလည်းဒီလိုပဲနေမှာပေါ့အင်းမပိန်မှလည်းခင်မြောင်ဒါရီနဲ့အပြိုင်နိုင်နေတာလားမသိလား ပါပဲဖြစ်ဖြစ်ကိုပါဆောင်ကတော့အတန်းချိန်လေးကိုတနိုင်ဒီပုံတိုင်းဆက်သွားရင်သူခင်ဗျာအညွန့်တက်မှာမဟုတ်ဘူး။ကလေး၃ယောက်မြင့်ပြီးဟင်လွှားဟင်လုခန်းစားတောင်းနေရရှာရ။ညနာကလေးကိုနွမ်းဖက်လို့ဒီမှာတန်းချိန်ငါ့ကိုတလွဲမထင်နဲ့နော်။အပိမလည်းမတိစင်နဲ့။နင်တို့ရဲ့အရင်ကငါထုတ်ချိမယ်။အတူလုံးဝမပေးနဲ့။အင်ကိုလည်းလာမပေးနဲ့။ငါလာယူမယ်။ကြာလာ။တန်းချိန်က အဲ့အုံမျက်နှာလေးနဲ့ကိုပါဆောင်ကိုမှုတ်ကြည့်တယ်။နေရီလေးကလေးကလေးနဲ့ခေါင်းညီကြတယ်။ဒါနဲ့ပဲသပိန်မရဲ့ဖောက်တယ်တယောက်ရွတ်သွားရောတာပေါ့။အစတုန်းကတော့ဓာရီကိုမပိန်မမရင်းဘူး။တန်းတင်နေပြန်လာမိတာကိုလည်းသတိမထားဘူး။အခုတော့ကိုပါဆောင်ဟောက်ကောင်းလို့ပေါ်တော့တာပေါ့။ဒီမှာကိုပါဆောင်တော်ဘာရီလုံနေနေဆိုတာကြောက်တိတယ်။ တော့ဟာတော့ဒီအရွေကြီးရောက်မှအချက်မရှိလို့ဆိုပြီးမုတ်ဆိုးမှယူယူတစ်ခုလက်ယူယူကျုပ်တောက်ကြီးဆိုင်တယ်။ခုတော့တော်ကကျုပ်အလုပ်ကိုဝင်ဖြတ်တယ်ပေါ့လေ။တသက်လုံးတော့ကောင်းချိုးပေးတဲ့သူမဟုတ်ဘူး။ပိန်မရတဲ့နော်။တခြားလူမဟုတ်ဘူး။မပိန်မလို့ပွဲချမ်းတော့တာပေါ့။အစကတော့ကိုဘဆောင်ကနင်းခံနေသေးတယ်။ကိုကလုံးမိတာကိုဒါပေမဲ့မပိန်မဆက်လိုက်ပုံကိုကြည့်အောင်။တသက်လုံးတကြုံမတင်းတဲ့သူခမင်း ဟဲကျိုးဝင်ထမ်းခြင်းလေးပြတ်တော့အံ့ပါနဲ့ခရေကရွေးကပြောနေရင်မပိန်မကိုကြည့်ရင်ကိုဘဆောင်ဒေါသတွေထွက်လာရင်အနာဘောဒုကြသွားတယ်လို့နားတယ်ဘုံငနေထရက်လိုက်ပြီးမပိန်မကိုတွန်းပြလိုက်တယ်မပိန်မတရားကျမ်းပေါ်ခွေခွေကလေးလဲသွားတယ်တစ်ခါမှလက်ဖျားနဲ့မတွေ့ဘူးလေကိုဘဆောင်ကတွန်းနေလိုက်တယ်ဆိုတော့လေမပိန်မရှင်ထဲမှာစီကွဲဝန်းနေသွားတယ်ဒီမှာပိန်မငါတန်းတိမ် အလို့မှမအောင်မိဘူးကို့တူမသားချင်းအရွယ်လေးကိုတနာလို့ငွေထုတ်ချိလိုက်တာပါအဲ့ဒါနင့်ကြောင့်နင်မတရားလုပ်လုံအားကြည့်လို့သူတို့ခင်ဗျာနင်စဉ်းစားကြည့်စမ်းမပိမကျမ်းမြင်ပေါ်ကနေလူလဲထားတယ်ကိုကိုမမတ်မထိုင်နိုင်သေးပဲကျမ်းမြင်ပေါ်မှာအစစ်ထူးတုပ်ရက်ကလေးဟိုဘဆောင်းကမပိမကိုတစ်ချက်နှမ်းကြည့်လိုက်တယ်ခါရိုင်းလို့ချက်ကောင်းစိတ်မခံပြန်မပြောဘဲညင်လို့ဒီတော့လေကိုဘဆောင်းပြောရမှာရှင်းလာတယ် တနည်းလုံးမှတနည်းစားရတဲ့ဘဝတုန်းကနင်ဘလောက်စိတ်ပင်ပန်းပြီးပင်ပန်းရှိခဲ့တယ်လဲသူများတွေအိတ်ချင်းအိတ်သူများတွေစားချိန်စားရှိခဲ့ရဲ့လို့လားအခုသူတို့တပည့်နဲ့ဒီလိုပဲဒီလိုစင်းတော့စင်းရဲနိုင်လာတဲ့သူတွေတစ်ထဲကငွေကိုနင်မတရားမလိုချင်စမ်းပါနဲ့နှစ်ပိန်မက တခွန်းမှဝင်မပြောဘူးငင်းလို့ကိုဘဆောင်တယောက်ကတော့ချက်ကောင်းထိပြီလို့အပိုင်တွက်တယ်တကယ်လို့နင်လှုပ်ချင်နေဆိုရင်တော့ရှင့်လဲလျှောက်တာပြားလဲဆွဲတာပေါ့ဟာ ့ကိုတို့ကျေးဇူးတော်တင်ကြအောင်မယ်။နင်လည်းအခုလောက်မိုးစရာမလိုပါဘူး။တို့တို့စားစရာရှိရှိမရှိရှိနင်ကိုတော့ဆက်ကြတာပဲမို့လား။ကိုတည့်ရက်ွက်သေးသားတွေပိမရဲ့ကုသူရပါလိမ့်။မပိမစီကသက်ပြင်းချတဲ့တစ်ချက်ကြားလိုက်ရတယ်။ဒီလိုဆိုတော့လေမပိမကမဆိုးရှာဘူး။ကိုဘဆောင်ပြောသည်။ခေါင်းငုံနားထောင်နေပေါ့လေ။ကိုဘဆောင်နှုတ်တွေပို့တွက်လိုက်ရေးလိုက်။နင်းလည်း အလျှောက်လုံးပင်မလှပါဘူး။ငါတို့မှဒီလောက်ကိုစရာမရှိတော့ပါဘူး။ခုဆိုကြည့်ညအောင်ငါငါတို့ကိုလှုပ်ကျွေးနေပြီ။တန်ရီဂျိုကလေးတောင်ထောင်ထားနိုင်ပြီ။ညနာပါတော့ဒီနေ့ပြန်လို့အလုပ်ကိုငါဆက်လုပ်ပါမယ်။ကိုဘဆောင်ကပြောရတော့တွန်းပြောတာပါ။စက်တိုင်းကြီးတယောက်တည်းပြောနေရတာဆိုတော့ကြောင်တောင်တောင်ကြီးဖြစ်လာတယ်။ပြီးတော့တကူးတွေကရှင်တွေကိုနှဲ့တောင်းလိုက်တယ်။အပိန်မကိုနှမ်းကြည့်လိုက်တော့ အလုံးမရှက်အိမ်ထရန်ကြီးကိုစိုက်ကြည့်နေတယ်။မပိန်မှအတွေးထဲမှာတော့อืมရင်းချံငါအခုမှရှိစားနေတော့နေ။ငါကိုအပြုတ်တိုက်ပြီးငါလုပ်ငန်းအပေါ်မှာလော်ဝကြီးအုပ်ချင်တာကိုသူကတန်းတင်ကိုဒီလောက်အထိဟိုမဖြစ်ဘူးမဖြစ်ဘူး။ဒီကောင်မှတန်းတင်ကိုငါငွေတပြားမှထုတ်ချေတော့ဘူး။ရင်းကိုလည်းငွေဖြတ်တောက်ပြရမယ်။ငါရှာတာငါကျွေးမွေးတာကို အตาစားနေတာကန်းတက်တာဒင်းလက်ထဲတပြားမှငွေမထည့်ဘူးမှတ်မိအောင်ကိုလည်းအကျိုးအကြောင်းရှင်းပြပြီးငါစီယုံရမယ်တနေ့တော့ဒီလောက်ဝင်ငွေကောင်းနေတဲ့အလုပ်ကြီးကိုငါကဆွတ်လွတ်ရမယ်လို့အပိန်မကသူ့အတွင်းနဲ့သူတစ်ချက်ပြုံးလိုက်တယ်ခွက်ဝင်နေတဲ့ပါကပိုးပြီးခွက်ဝင်သွားတယ်ဟိုဘဆောင်ငင်းကောင်းနေမှာတော့ရင်းမွေးပူပြီးစီးဝင်သွားတယ် အဲ့ဒီနောက်ပိုင်းကိုဘဆောင်တယောက်လက်ဖက်ရည်ဆိုင်တာမထိုင်ရတော့ဘူး။မပိန်မကဇက်ဘူးနဲ့ကိုရိုင်းဝယ်ပေးတယ်၊ခွင့်အိမ်တစ်လုံးထောင်ပေးတယ်။ဆစ်လိတ်စီးလိုက်ဝယ်ပေးတယ်။တန်းတင်ခင်ရလည်းဈေးမထွက်နိုင်တော့ဘူး။အရက်ချင်းကအဝတ်တွေလေလျှော်လိုက်ဆစ်လိတ်ကလေးလိမ့်လိုက်နဲ့ဖတ်ပေးလိုက်လို့အရင်မဆိုင်ရတဲ့အလုပ်အကုန်လုပ်ရတော့တာပဲ။မပိန်မတယောက်ကတော့ညနေဆောင်ရင်ခုန်ဖက်နဲ့မီးတို့တစ်ခေါက်ခေါက်စီးပြီးအရက်ချင်းလှည့်နေတော့ ပိန်ပိန်မင်းမင်းမပိန်မကိုကြည်ရတာအစီတကောင်လိုပါပဲဒါပေမဲ့မပိန်မကတကယ့်တစီတကောင်မဟုတ်ဘူးဆိုတာလူတွေသိကြတယ်တကယ့်တစီကဘသူလဲဆိုတာလည်းသိကြတာပါပဲကိုဖတ်ပြပေးသွားတယ်ဝတ္ထုလေးကိုကြိုက်နှစ်တက်မယ်ဆိုရင် like and share လေးလုပ်ပေးပါနော် နောက်ထပ်လည်းအခြားစိတ်ဝင်စားပွဲဝိထုဇလန်းကောင်းများကိုဖတ်ပြပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်။